ားလုံးပဲမြင်လာပါဒီသင်္ကန်းသားလေးကဆိုရင်မိုင်းသင်္ကန်းသားဆိုရင်ဖြည့်ရှင်းခဲ့တဲ့ဒီပုံစံလေးပေါ့8 factorial by 30 factorial into 2 factorial into 2 factorial calculator နေ့ချင်းပေါ့အဲ့တော့မနှိပ်တတ်သူတွေကိုနှိပ်တတ်အောင်နှိပ်ပြခြင်းဖြစ်ပါတယ်အဲ့တော့နှိပ်တတ်ရင်တော့ကျော်သွားလို့ရပါတယ်အဲ့တော့ဆိုတော့ဒီမှာသင်တန်းမှာရှိတဲ့ကလေးတွေနှိပ်တတ်အောင်လို့ပါအဲ့တော့ဆရာဆရာမတွေကတော့နှိပ်တတ်ပြီးသားပေါ့အဲ့တော့ဆိုတော့ဒီမှာ8 factorial ဒါအပိုင်းကင်းဖြစ်နေတယ်ဒီကောင်ကဒရိုက် calculator နေ့မယ်ဆိုရင်အပိုင်းကင်းမှာအပိုင်းကင်းရှာလိုက်မယ်ဒီမှာအပိုင်းကင်းရှိတယ်အဲ့တော့8 factorial ဆိုတော့ဒီမှာ h ဖတိုရီယာသင်္ကေတဆိုတော့အဲ့ကိုအရင်နှိပ်လိုက်မယ်เนาะဖတိုရီယာသင်္ကေတရှာမယ်ဖတိုရီယာသင်္ကေတဒီမှာရှိတယ်ဗျာဒီမှာလေးပေါ့နော်အောက်မှာရှိတယ်ဒီ8 power -1 အောက်မှာ8ဖတိုရီယာလေးရှိတယ်ဒါဆိုရင်ဒီမှာ shift ဒါဆိုတော့8 power -1 8ဖတိုရီယာအောက်ကဆိုတော့ဆက်သွားမယ်ပြီးသွားတဲ့ခါမှာ3ဖတိုရီယာ3ဖတိုရီယာဒီမှာခုနကလိုပဲ shift နှိပ်မယ်ဖတိုရီယာသင်္ကေတပြန်ခေါ်မယ်3ဖတိုရီယာနော် into ပေါ့ပြီးသွားတဲ့ခါမှာ2လာမယ်2ဖတိုရီယာသင်္ကေတနှိပ်မယ် shift ဒီမှာဆိုတော့8 power -1 နှိပ်လိုက်2ဖတိုရီယာ into ပြီးသွားတဲ့ခါမှာနောက်ဒီမှာ2ဖတိုရီယာထပ်နှိပ်မယ်2 ဖတ်တိုရီရဲ့ပေါ့ရှစ်ဒီမှာဖတ်တိုရီရဲ့တင်ငေတက်နှိပ်လိုက်ဒါဆိုရင်ကျတော့ဒီမှာဒါလေးကစားရအလျော်ရှိမယ်ပြီးတဲ့ခါမှာအမြအဖြေလိုချင်လို့ညီမချင်းနှိပ်လိုက်ရင်ဒါဆိုရင်ဒီမှာအဖြေက1680ဒါဆိုရင်ဒီကောင်လေးရဲ့အဖြေဆက်ရတာက1680ပါဒီကောင်ကြီးရဲ့အဖြေပေါ့နော်ဒီကောင်ကြီးရဲ့အဖြေဒီ1680ရရှိသွားတာဖြစ်ပါတယ်ဒါဒီဆိုဖတ်တိုရီရဲ့ကိုကော်ပိုရိတ်တာနှိပ်တက်စေဖို့နှိပ်ပြခြင်းဖြစ်ပါတယ်ဒီလောက်ပဲ